္ဂလာညချမ်းလေးပါရှင်။နိုဝင်ဘာလ23ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျမကတော့ရင်လဲ့လဲ့ထွန်းပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့အမှတ်9စစ်တင်နှန်းချောင်းကိုပို့မဲ့လူငယ်လေးဦးလက်ခုလက်မှာထွက်ပြေးလွတ်မြောက်တဲ့သတင်းဖီဘိုမန်စစ်တပ်ကအစစ်အစေးအမေးမြန်းမရှိအမျိုးသားအမျိုးသမီး20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးတဲ့သတင်းအမေရိကန်ကကြားဖြန့်တိုက်ဖြတ်ရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီး TKPA ထိပ်ပိုင်းခေါင်းဆောင်တွေကိုအရေးယူပိတ်ဆို့တဲ့တဲ့ အာနာဒိန်စစ်တပ်တပ်ဖွဲ့ဝင်တွေကဒေသခံပြည်သူအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုနှိပ်စက်ပြီးတပ်ဖြတ်ခဲ့တဲ့တွင်အမျိုးသားနေ့မှာအကျဉ်းထောင်အသီးသီးကအကျဉ်းသားတွေကိုလွှတ်ငင်းပေးလာမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့တွင်ဘကူယုံမာတွေကဗန်ပွေးကုန်းကြီးရွာကိုစစ်ကောင်မရှင်တပ်က၃ရက်အတွင်းဖေရှားခိုင်းတဲ့တွင် ဗန်ကောက်မှာမြန်မာအချင်းချင်းရင်းနှီးတဲ့တငယ်ချင်းကပဲအခန်းထဲဝင်ပြီးဘန်းဝေဆယ်တန်းဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့ပြီးကျူးလွန်သူတွေကိုအမှုဖွင့်အရေးယူထားတယ်လို့ဆိုတဲ့သတင်းစမုံချောင်းထဲမှာဂရိတ်တွဲចောင်းသားနှစ်ဦးရင်းနှီးတိတ်ဆုံးခဲ့ပြီးတဦးသာရှာဖွေနိုင်သေးတဲ့သတင်းအမေရိကန်သမိုင်းမှာအရှိအကြဆုံးအစိုးရရဲဆိုင်မှုအဆုံးသတ်တဲ့သတင်းအဆရှိတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင် ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အမတ်ကိုစစ်မှုတန်းတင်တန်းချောင်းကို ပို့မဲ့လူငယ်၄ဦးလက်ခုလက်မှာထွက်ပြေးလွတ်မြောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်တထုံမြို့မှာစစ်မှုတန်းတင်တန်းပို့မဲ့လူငယ်တွေက၄ဦးဟာလက်ခုလက်မှာကားပေါ်ကဆင်ပြီးထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရှိရပါတယ်။နွေမာလာစနေနေ့ညနေ၃နာရီအချိန်ခန့်ကတထုံမြို့နန်ခဲရက်ကကမ္ဘောဇာဘန်နှင့်အချိန်မှာအမတ်ကိုစစ်အခြေခံလေ့ကျင့်ရေးတင်တန်းချောင်းကိုပို့ဆောင်မဲ့လူငယ်တွေကိုတင်လာတဲ့ကားဟာ လမ်းချင်းပြီးလူရှုပ်နေတဲ့ကမ္ဘောဇားဗန်နှစ်အရှိအယောင်မှာပိတ်မိနေစဉ်ကားပေါ်ကလူငယ်၄ဦးဟာခုန်ချထွက်ပြေးသွားတယ်လို့သိရှိရပါတယ်။ကမ္ဘောဇားဗန်နာကလူများတယ်။လမ်းကလည်းကျင်းတော့ကားကပိတ်မိနေတာ။အဲ့ဒီအချိန်ကားနောက်ကနေလူငယ်၄ယောက်ခုန်ချသွားတာမြင်လိုက်တယ်။စစ်သားတွေလည်းလိုက်ဖမ်းတယ်။လူရှုပ်နေတော့လိုက်မမိကြဘူးလို့ဒေသခံတအူးကမြို့တော်ကိုပြောဆိုထားပါတယ်။ ခုံချထွက်ပြေးသွားတဲ့လူငယ်လေးဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတညာလုံးလိုက်ရှာနေပေမဲ့ဒီကနေ့အထိဖမ်းမိတာမျိုးမရှိဘူးလို့လည်းသိရှိရပါတယ်။ညကတညာလုံးလိုက်ရှာတယ်။သူတို့မိသားစုတွေစီကောပဲမတွေ့သေးဘူးပြောတယ်။လူမြောက်နယ်မြေရောက်သွားလောက်ပြီးထင်တယ်။ဗန်ရှိမှာရင်ကျော်ပိတ်နေချိန်မှာအခွင့်အရေးရပြီးထွက်ပြေးသွားကြတာလို့ဒေသခံတဦးကမြို့တော်ကိုပြောဆိုထားပါတယ်။ထွက်ပြေးသွားကြတဲ့လူငယ်တွေဟာမော်လမြိုင်စစ်သားစုဆောင်ရေးတပ်ကနေ အမတ်ကိုလေးကြီးတက်ကိုပို့မဲ့စစ်မှုထမ်းစုဆောင်ခံရတဲ့သူတွေဖြစ်တယ်လို့သိရပြီးမွန်ပြည်နယ်တွေကစစ်မှုထမ်းစုဆောင်ခံရသူတွေဟာအမတ်ကိုစစ်အခြေခံလေးကြီးတင်းတန်းချောင်းနဲ့တန်ဖြူစီရဲ့အခြေဆိုင်အမတ်လေးတက်မတော်တက်မြင့်လေးကြီးတင်းတန်းချောင်းတွေကိုသာပို့ကြတယ်လို့သိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရွှေဘုံမှာစစ်တပ်ကအစီအစီအမေးအမြန်းမရှိအမျိုးသားအမျိုးသမီး20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် စကိုင်းတိုင်းရွှေဘုံမြို့နေရအတော်မြတ်မြတ်မှာစစ်ကော်မရှင်လက်ကင်းကစစ်မှုထမ်းအကျုံးဝင်တဲ့အရွယ်အမျိုးသားအမျိုးသမီးလူငယ်20ကျော်ကိုအစ်အစ်အမေမြတ်မရှိပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဒီကနေ့နိုဝင်ဘာလ23ရက်နေ့မနက်9:00နာရီအချိန်ခန့်မှာစစ်တပ်လက်ကင်းကရွှေဘုံလန်လေးခွအာထကတိကျောင်းအရှိစုတောင်းပြဖျားခွေရွှေသားကျောင်းရှိလန်ဟုတ်စိန်ခွေကာကြီးဝင်းရှိဈေးကြီးရှိနဲ့ရန်ကြီးအောင်ပန်းချန်ရှိတို့မှဖြတ်သွားတဲ့ဆိုင်ကယ်ကားတွေပေါ်က စစ်မှုထမ်းအကျုံးဝင်တဲ့အမျိုးသားအမျိုးသမီးလူငယ်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရှိရပါတယ်။ဒီနေ့ဖမ်းတာကအရင်ရက်နဲ့မတူဘူး။တစ်မျိုးလုံးပတ်ပြီးဖမ်းတာ။ပစ္စည်းနဲ့ငွေလိုလိုဖမ်းတာမဟုတ်ဘူး။လူလိုလိုဖမ်းတာ။ဆိုင်ကယ်စီးသူတွေကိုမတားဘဲကားပေါ်ကဆွဲချပြီးဖမ်းတာ။ကားဆိုရင်လည်းကားမရက်သေးဘူး။အတင်းတက်ပြီး35နှစ်အောက်လူငယ်တွေကိုအကုန်ဆွဲချပြီးဖမ်းတာ။ဘာမှမစစ်ဘူး။ကားပေါ်အကုန်တတ်ခိုင်းတာ။ အစီအစီအမေးမြန်းမရှိကားပေါ်တည်ပြီးတန်းဖန်းသွားတာလို့ဖြစ်စဉ်ကိုသိတဲ့ခီးသွားတအူကမြို့တော်ကိုပြောပါရယ်ရွှေဘုံမြို့မှာစစ်ကောက်မရှင်တကစစ်မှုထမ်းအပတ်စဉ်တိုင်းအတွက်လာလိုင်းပေါ်တာဆွဲဖမ်းဆီးနေပြီးရခင်လာတွေကပေါ်တာဆွဲဖမ်းဆီးခံရသူအများအပြားမှလေမိသားစုနဲ့အဆက်အသွယ်မရဘဲစစ်တပ်အတွင်ပျောက်ဆုံးနေပြီးအခုလနိုဝင်ဘာလတရနေ့မှဒီကနေ့အထိပေါ်တာဆွဲဖမ်းဆီးခံရသူစုစုပေါင်းလူငယ်90ကျော်ရှိပြီဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင် တတိယသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ကကြားဖြန့်တိုက်ဖြတ်ရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီး DKPA ထိပ်ပိုင်းခေါင်းဆောင်တွေကိုအရေးယူပိတ်ဆို့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အရှိတောင်အာရှမှာကြီးထွားလာနေတဲ့ကြားဖြန့်ကိုင်းတိုက်ဖြတ်ရေးအဖွဲ့ကိုအမေရိကန်အစိုးရကဖွဲ့စည်းလိုက်ပြီးဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေကိုလည်းအရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်ပါတယ်။အမေရိကန်ဗန္ဓာရေးဌာနဟာမြန်မာနိုင်ငံမှာကြားဖြန့်ငွေလိမ်ကိုင်းတွေနဲ့ဆက်နွယ်နေတာကြောင့် DKPA ခေါင်းဆောင်အနေနဲ့ထိုင်းနိုင်ငံသားတယောက်တို့ကို အရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်တယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။အရေးယူပိတ်ဆို့မှုစီရင်နယ်မှာ TKB ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေဖြစ်တဲ့စစ်ဦးစီးချုပ် Society စီရေးချုပ် Society ဝင်စစ်ဦးစီးအရာရှိချုပ် Society အောင်နဲ့ဗိုလ်မှူးချုပ်ဆိုင်းလာကျော်တို့လည်းပါဝင်နေပါတယ်။ဒါအပြင်အရေးယူပိတ်ဆို့မှုတွေမှာ Trend Asia International Holding Group Thailand Company Trust Star Company နဲ့ထိုင်းနိုင်ငံသားကြာမုတ်စပွန်တို့လည်းပါဝင်ပြီးမြန်မာနိုင်ငံလက်နက်ကိုင်အဖွဲ့တွေနဲ့တရုတ်ရာဇဝတ်အဖွဲ့တွေအကြား ချိတ်ဆက်ပေးခဲ့ပြီးကြားဖြန့်စင်တာတွေတိဆောက်ရမှာအကူအညီပေးခဲ့တယ်လို့ဆွဆဲထားပါတယ်။ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ရှိတန်ချန်းဆိုတဲ့ကြားဖြန့်စင်တာကို DKBA ဗိုလ်မှူးချုပ်ဆိုင်းလာကျော်ကလည်းထိန်းချုပ်ထားပြီးထိုင်းခြေဆိုင် Trend Asia ကုမ္ပဏီဟာတရုတ်ရာဇဝတ်ဂိုင်းတွေအတွက်ကုမ္ပဏီတစ်ခုအနေနဲ့လှုပ်ဆောင်ပေးနေတယ်လို့အမေရိကန်ဖန်နာရေးဌာနကဆိုထားပါတယ်။ထိုင်ချမ်းကုမ္ပဏီဟာနမေဆိုးနဲ့ကြော်ကြားတဲ့ KK ပတ်လိုကြားဖြန့်စင်တာတွေလေပတ်လှုပ်ဆောင်နိုင်ဖို့ညီငါစာချုပ်တွေလှုပ်ဆောင်ခဲ့ပါတယ် PKBA တပ်ဖွဲ့တွေဟာကြားဖြန်စင်တာတွေမှာလူကုန်ကူးခံရသူတွေကိုရိုက်နှက်နှိပ်စက်နေတဲ့ရုပ်တာမှတ်တမ်းတွေလည်းထွက်ပေါ်ခဲ့ပြီးပြည်လဲလွမြောက်လာသူတွေရဲ့အဆိုအရပြည်စစ်နဲ့ရှော့တိုက်တာအပါအဝင်တခြားရက်ဆက်ကြက်ကြုတ်တဲ့နီလန်းတွေလည်းအသုံးပြုခဲ့တယ်လို့ပြောဆိုထားပါတယ်။ DKBA ဟာရရှိတဲ့ငွေတွေကိုအဖွဲ့ရဲ့တရားမဝင်လှုပ်ဆောင်ချက်တွေအတွက်အသုံးပြုနေပြီးအဖွဲ့ဟာငွေရစေဝါလူလနန်တော်ရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုအပြင် ငွေကြေးခဝါချမှုတွေကိုတရုတ်ရာဇဝတ်ခိုင်းနေနဲ့ပူပေါင်းဆောင်ရွက်နေတယ်လို့အမေရိကန်ဗဏ္ဍာရေးဌာနကဆိုထားပါတယ်။ရခိုင်ကလည်းရှမ်းပြည်မြောက်ပိုင်းမှာကြားဖြန့်ခိုင်းများကရင်ပြည်နယ်သို့အရှိန်အဟုန်ဖြင့်ရောက်ရှိနေပြီးအမေရိကန်ကိုပြစ်မှတ်ထားလာကြောင်း BGM မှာဘုံမူကြီးစောချစ်သူဘုံမူတင်ဝင်တဲ့စောမုတ်တုံတို့ကြားဖြတ်လုပ်ငန်းများမှာပါဝင်ပတ်သက်နေကြအမေရိကန်အခြေစား USIP ကထုတ်ဖော်ထားပါတယ်2025ခုနှစ်မေလ9ရက်နေ့တုန်းကလည်းကရင်နယ်ကြားဆောင်တက် BGM ခေါင်းဆောင်ဘုံမူကြီးစောချစ်သူနဲ့ သူတို့ရဲ့တာနာဦးတို့ကိုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်တဲ့အပွဲအဖြစ်သတ်မှတ်ပြီးအမေရိကန်ကအရေးယူထားခဲ့တာကိုလည်းတွေ့ရပါတယ်ရှင်။နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကဒေသခံပြည်သူအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုနှိပ်စက်ပြီးတပ်ဖြတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းပခုတ်ကူခရိုင်မြိုင်မြို့နယ်မှာနှွေမာလာစနေနေ့မနက်ပိုင်းက အနာသိစစ်တပ်တပ်ဖွဲ့ဝင်တွေကဒေသခံပြည်သူအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုရက်ဆက်စွာတပ်ဖြတ်ခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကသတင်းထုတ်ပြန်ထားပါတယ်။မြန်ဆက်မှုနဲ့တကဆဆက်ယုံမှထွက်ခွာလာတယ်။အင်အားနေရာခန့်ပါစစ်တပ်စစ်ကြောင်းကဝက်ပုတ်ပြည်သူကြီးရွာအယောင်မှာမနေ့ကတရက်ကံပြည်ရွာမှာဆက်မှုနှစ်ကိုအလာမှာဖမ်းဆီးခဲ့တဲ့ပြည်သူ၅ဦးထဲမှာအသက်၄၀အရွယ်အမျိုးသမီးတအုပ်နဲ့အသက်၅၂နှစ်အရွယ်အမျိုးသားတအုပ်တို့ကို ဝက်ပုတ်ကြီးရွာအရှိဖုန်ကြီးကျောင်းအနီးမှာနှင်းဆဲနှိပ်စက်ပြီးတပ်ဖြတ်ခဲ့တယ်လို့သိရှိရပါတယ်။စစ်တပ်စစ်ကြောင်းကပြည်သူနေနှလုံးကိုလည်းမိရှုဖျက်ဆီးခဲ့ပြီးပါရာမော်တာ၂စီးနဲ့၄စိန်ဘုံကျဲချကနေ့လယ်တနာရီဝင်းညင်အချိန်ခန့်မှာညိုင်ဆက်မှုနှစ်ကိုပြန်လည်ဆုတ်ခွာသွားပြီးအဆိုပါစစ်ကြောင်းကြောင့်ဒေသခံကြီးရွာဆေးရွာထပ်မင်းစစ်ဘေးရှောင်နေကြရတယ်လို့သိရှိရပါတယ်။မြိုင်နယ်အတွင်းမှာမကြာခဏတိုက်ပွဲတွေဖြစ်ပွားနေပြီးအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုပြစ်မှတ်ထားတာလေကြောင်းတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့ကလည်းအာနာသိန်းစစ်တပ်စစ်ကြောင်းကနန်းစီကန်ရွာမှာပြည်သူ့နေအိမ်20လုံးထပ်မင်းဲကိုမီးရှို့ခဲ့ပြီးဒေသခံပြည်သူ2ဦးထပ်မင်းဲကိုလည်းဖမ်းဆီးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမျိုးသားနေမှာအကျဉ်းထောင်အသီးသီးကအကျဉ်းသားတွေကိုလွန်ငင်းပေးလာမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ လာမယ့်နိုဝင်ဘာလ14ရက်နေ့အမျိုးသားနေ့မှာအကျဉ်းထောင်အသီးသီးမှာရှိတဲ့အကျဉ်းသားတွေကလူရဲ့ဤသူတွေကိုလွန်ငင်းပေးမယ်လို့သတင်းတွေထွက်ပေါ်နေပြီးမတရားဖမ်းဆီးချုံနောက်ခံရသူတွေရဲ့မိသားစုတွေကလွန်ငင်းလာမှာကိုညွှန်နေကြတယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ14ရက်နေ့မှာကြာရောက်မဲ့အမျိုးသားနေ့မှာလွန်ငင်းပေးဖို့အကျဉ်းထောင် တွေကလူဦးရေစည်းရင်းတွေကိုပြီးခဲ့တဲ့အပတ်ကစတင်ကောက်ယူနေတယ်လို့သိရှိရပြီးအမျိုးသားနေ့မှာလွန်ငင်းပေးဖို့အတွက်လှုပ်တာဖြစ်နိုင်တယ်လို့သိရှိရပါတယ်။ ပြီးခဲ့တဲ့အပတ်လောက်ကလူစည်းရင်းတွေထောင်ထဲမှာကောက်ပြီးအထက်ကိုတင်ပေးလိုက်ရတဲ့ကြားတယ်။ပုံမှန်ဆိုဒကြံနဲ့လွတ်လပ်ရေးပဲစစ်ကောင်မရှင်လက်ထက်မှာလွန်ငင်းပေးခဲ့တာ။အခုအမျိုးသားနေ့မှာပေးမယ်လို့ကြားတော့ဝမ်းသာမိတယ်။မလွတ်လာရင်တော့ရှော့ရက်လေးရဖို့မျှော်လင့်လို့ရတာပေါ့လို့အင်းစင်အချင်းထောင်ကနိုင်ငံရေးအချင်းသားတအုပ်ရဲ့မိခင်တအုပ်ကပြောဆိုထားပါတယ်စစ်ကောင်မရှင်လက်ထက်မှာမတရားဖမ်းဆီးခံရသူတွေကိုတနည်းနဲ့ကျဲနှစ်ဆန်းတရအနေနဲ့လွတ်လပ်ရေးနေ့တွေမှာသာလူငင်းနဲ့ရှော့ရက်တွဲဖက်ပေးတတ်ပြီး အခုလာမဲ့အမျိုးသားနေမှာလွန်ငင်းပေးမယ်လို့သတင်းတွေထွက်ပေါ်နေတာကြောင့်အကျဉ်းသားမိသားစုဝင်တွေဟာမျှော်လင့်ချက်တွေနဲ့စောင့်နေကြရတယ်လို့သိရှိရပါတယ်။အထဲမှာနိုင်ငံရေးအမှုနဲ့မူရစ်ဆေးမှုတွေကိုလွန်ငင်းလာရင်ရှော့ရက်ပေးတာနေတယ်။သူတို့လွတ်ပေးတာအများစုကရာဇဝတ်မှုတွေနဲ့လွန်ငင်းမလာလေလွတ်တော့မဲ့သူတွေလွတ်ပေးတာများတယ်။အမျိုးသားနေမှာလွန်ငင်းပေးဖို့ရှိတယ်လို့ပြောတယ်။နိုင်ငံရေးအကျဉ်းသားတွေလည်းပါမယ်လို့အတန်းထွက်နေတယ်။ကျင့်နိုင်ကြလေများတယ်လို့အကျဉ်းထောင်နဲ့နှိစက်သူတအုပ်ကပြောဆိုထားပါတယ်။ စစ်ကောင်မရှိရဲ့အာဏာသိမ်းကာလ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေ2025ခုနှစ်ဧပြီလ17ရက်နေ့အထိဖမ်းဆီးခံရသူ2930ဦးရှိတယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်း AABB က2025ခုနှစ်ဧပြီလ17ရက်နေ့မှာဖော်ပြခဲ့တာဖြစ်ပြီးအဲ့ဒီထဲက2198ဦးမှာထိမ့်သိမ်းခံရစေဖြစ်တယ်လို့ AABB ရဲ့စာရင်းတွေအရသိရှိရပြီး2025ခုနှစ်ဇန်နဝါရီလ4ရက်နေ့ကအကျဉ်းသားအကျဉ်းသူအရေးအတွက် 9864ဦးလွှတ်ပေးခဲ့ပြီးဧပြီလ18ရက်နေ့မှာအကျဉ်းသားကြာမှာ4893ဦးကိုနောက်ဆုံးအနေနဲ့လွှတ်ပေးခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးယူမတွေကဗန်ပွေးကုန်းကြီးရွာကိုစစ်ကောင်မရှင်တက်က3ရက်အတွင်းဖိရှားခိုင်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းမင်းလာမြို့နယ်ကန်းတီကြီးရွာအုပ်စုမှာတည်ရှိတဲ့ဗန်ပွေးကုန်းရွာကဒေသခံတွေကို စစ်ကောင်မရှင်တပ်က၃ရက်အတွင်းရွာလုံးကျွဖယ်ချခိုင်းထားတယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ၁ရက်နေ့မနက်ပိုင်းကဘကိုးရွမတွေကမင်းလာမြို့နယ်အပိုင်းဖန်ပွေးကုန်းကြီးရွာကိုစစ်ကောင်မရှင်တပ်ကစီရင်အနေရရှိတဲ့နေရာဖြစ်တာကြောင့်၃ရက်အတွင်းရွာလုံးကျွဖယ်ချပေးဖို့ပြောဆိုထားတယ်လို့သိရှိရပါတယ်။ရွာအနားမှာသူတို့တက်ဆွဲထားတာကြပြီးအခုရွာကိုဖယ်ခိုင်းနေ၃ရက်အတွင်းဖယ်ပေးရမယ်ပြောတယ်။စစ်ဖြစ်ရင်ရွာထိခိုက်မှာစိုးလို့လို့ပြောတယ်လို့ဒေသခံတအူးကပြောပါတယ်။ ဗန်ဘွေးကုန်းရွာအနီးမှာတက်ထိုင်ထားတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းရဲဘော်တွေကြေးရွာတွေကလာရောက်ပစ်ခတ်မှဆွေးရင်လာကြောက်အခုလိုရွာလုံးကျွရွှေပြောင်းခိုင်းတာဖြစ်နိုင်တယ်လို့ဒေသခံတချို့ကသုံးသပ်ပြောဆိုထားပါတယ်ရွာတွေကနေတော်လည်တက်တွေသူတို့ကိုပြစ်မှာဆိုလို့ရွာကိုဖယ်ခိုင်းတာဖြစ်မယ်ထင်တယ်။ရွာနဲ့သူတို့အထိုင်ချထားတဲ့တနေ့ကနေရရွာတွေကနေဝင်ပြစ်ရင်သူတို့စခန်းအကုန်အထိအခိုက်များမှာပြစ်ကွင်းကရှင်းတယ်လို့ဒေသခံတအူးကပြောဆိုထားပါဗျ ကန်းနီကျေးရွာအုပ်စုမှာ2014ခုနှစ်တကောင်စီရင်အရာကြာ130ဦးမ183ဦးလူရည်စုစုပေါင်း1683ဦးနေထိုင်တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မေလလောက်ကလည်းဗန်ဝေးကုန်းကျေးရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်သားတွေကတပ်သား2ဦးဟာမုတ်ခဆဲတဲ့မူယူအဟိဆဲဆိုက ရေးစင်းချိုရကမွေးကိုက်လို့တအူးသေးဆုံးကကြံတအူးရင်းနဲ့သေးဆုံးခဲ့သေးတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘန်ကောက်မှာမြန်မာအချင်းချင်းရင်းနှီးတဲ့တငယ်ချင်းကပဲအခန်းထဲဝင်ပြီးဘန်ငွေဆယ်တာဖောက်ထွင်းခိုးယူမှုဖြစ်ပါကကျူးလွန်တွေကိုအမှုဖွင့်အရေးယူထားတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာအချင်းချင်းရင်းနှီးတဲ့တငယ်ချင်းကပဲအခန်းထဲဝင်ပြီးဘန်ငွေဆယ်တန်းနဲ့ရွှေ30တာခန့်ကိုဖောက်ထွင်းခိုးယူခဲ့တာလို့သိရှိရပါတယ်။ဖြစ်စဉ်မှာနိုဝင်ဘာလ9ရက်နေ့ကဘန်ကောက်မြို့ရှိထိုင်းရောက်မြန်မာလုပ်သားတွေရဲ့ဗီဇာ၊ပတ်စပို့တက်တန်းတိုးတဲ့အခါ အခကျင်းငွေယူဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပြီးငွေကြေးဘတ်သိန်း100ကျော်နဲ့ရွှေ30သားခန့်ကိုရင်းနှီးတဲ့တငယ်ချင်းတွေကပဲခိုးယူထွက်ပြေးခဲ့တာကြောင့်ဖရာခနောင်းမျိုးနယ်ကထိုင်းရဲတပ်ဖွဲ့ကအမှုလက်ခံပြီး나이ပိုင်းအတွင်ခြေရာခံနိုင်ခဲ့ကဖမ်းဆီးနိုင်ခဲ့တယ်လို့သိရှိရပါတယ်ဖမ်းဆီးရမိပြီးနောက်ထိုင်းပန်းငွေသိန်းတရာအနက်88သိန်းကျော်ပြန်ရခဲ့ပြီးပစ္စည်းတွေအကုန်ပြန်လည်ရရှိခဲ့ကြောင်းအန်ရှင်ဖြစ်သူရဲ့ပြောဆိုချက်အရသိရှိရပါသည် ဖောက်ထွင်းခိုးယူသူတွေကခိုးယူလာတဲ့ငွေတွေနဲ့မြန်မာနိုင်ငံစီငွေလွှဲထားတာ iPhone နဲ့အခြားဆက်ဆက်ပစ္စည်းတွေအပါအဝင်ဘောင်းငွေ၁၀သိန်းပိုမြန်မာငွေ၃၀၀၀ပိုခန့်သုံးစွဲထားတယ်လို့သိရှိရပါတယ်။ရဲတပ်ဖွဲ့တွေကကျူးလွန်သူတွေကိုခိုးမှုကျူးလွန်ခြင်းပစ္စည်းအုပ်စာတွေလူရဲခြင်းကာကွယ်ရေးအတားအဆီးတွေကိုဖျက်ဆီးခြင်းတပ်တန်းလုံးနေထိုင်ခွင့်နဲ့ထိုင်းနိုင်ငံအတွင်းမှာရှိနေတဲ့စားတဲ့ဥပဒေပုံမှားတွေအရာအ ਨੇ စုံပုံမှန်၃ခုနဲ့အရေးယူအမှုဖွင့်ထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဘန်ကောက်ကနိုဝင်ဘာလ12ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်သတင်းတပုတ်အနေနဲ့စမုံချောင်းထဲမှာဂရိတ်တွေအကြောင်းသား2ဦးယင်းနှစ်တိတ်ဆုံးခဲ့ပြီးတဦးကိုသာရှာဖွေနိုင်သေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းဝမ်းတွင်းမြို့နယ်စမုံချောင်းအတွင်းမှာနိုဝင်ဘာလ12ရက်နေ့မွန်းလွဲတနားရီအချိန်ခန့်ကဂရိတ်တွေအကြောင်းသား2ဦးရေစင်းချိုးရကယင်းနှစ်ခဲ့ပြီးဒီကနေ့မွန်းလွဲတနားရီအချိန်ခန့်ကရုပ်အလောင်းတစ်ခုကိုသာရှာဖွေနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ ဝမ်းရင်းမျိုးနယ်ရွာသိရွာကချောင်းထဲမှာရေစင်းချူရွာကចောင်းသားနှစ်ဦးဟာယင်းနှစ်သိဆုံးခဲ့တာဖြစ်ပြီးရေစည်းတန်တာကြောင့်အလောင်းရှာဖွေရေးအခက်အခဲရှိနေတယ်လို့သိရှိရပါတယ်။ယင်းနှစ်တာမနေ့ကနေ့လေကလေးကနှစ်သွားတာဒီကနေ့မနက်ခင်းအထိရှာတာမတွေ့ဘူးနေ့လေထမင်းစားနာပြီးဆက်ရှာနေကြတယ်အသက်ရှင်ဖို့တော့မမျော်လင့်တော့ဘူးအလောင်းပြန်ရဖို့ပဲရေပိုက်ကနေချပြီးဆဲနေတယ်ရေငုတ်တဲ့သူလည်းရှိတယ်နေ့လေကင်းမှာတော့ရုပ်လောင်းတစ်ခုတွေ့တယ်လို့တိသခန်တအူးကပြောပါတယ် ယင်းနေ့သူအကြောင်းသားတွေကိုမြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေဖြစ်တဲ့ Diver 225ကြောက်ဆယ် Rescue နဲ့နနာမြစ်တာလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ခရိုင်မြို့နယ်မိသက်ဦးစီးဌာနဂျမပါလာအတင်းတို့ကရှာဖွေရေးလုပ်ငန်းတွေကိုပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်သမိုင်းမှာအရှိအကြဆုံးအစိုးရရဲဆိုင်မှုအဆုံးသက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာနိုင်ငံတမိုင်မှာ အရှိကြဆုံးအစိုးရရဲဆိုင်မှုကိုအဆုံးတတ်နိုင်ပေဥပဒေချမ်းတရက်ကိုလက်မှတ်ရေးထိုးလိုက်ပါတယ်။အမေရိကန်အောက်လွှတ်တော်ကအဲ့ဒီဗန္ဒာရေးဆိုင်ရာဥပဒေချမ်းကို ထောက်ခံမဲ222မဲ၊ကောက်ကွက်မဲ209မဲနဲ့အတည်ပြုပြီးနောက်ညမကြာမီမှာထရန့်ကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးဒီမိုကရက်အမတ်6ယောက်က Republican အမတ်တွေနဲ့အတူထောက်ခံမဲပေးခဲ့ကြပါတယ်။အစိုးရရဲဆိုင်မှုစတင်ကြတဲ့ကလက်ရှိအခြေအနေ43ရက်ရှိပြီဖြစ်ပါတယ်။ ဖရယ်ဝန်ထမ်းပေါင်းများစွာဟာလစာမရဘဲအလုံးလုံးနေကြရပြီးဖရယ်အစီအစဉ်နဲ့အေဂျင်စီတွေနဲ့ဌာနတွေလည်းရမဝင်မရှိပဲရပ်တန့်နေကြပါတယ်။တလင်းလာနေမှာတော့အမေရိကန်အထက်လွှတ်တော်ဟာအစိုးရရဲ့ဆိုင်မှုကိုအဆုံးတတ်ဖို့နဲ့အစိုးရကိုရမငွေထောက်ပံ့မဲ့ဥပဒေချမ်းတရက်ကိုအတည်ပြုခဲ့ပြီးဒီကနေ့မှာတော့အောက်လွှတ်တော်ကအတည်ပြုခဲ့တာဖြစ်ပါတယ်။သမ္မတဂျော်နီထရန့်ကတော့ Republican လွှတ်တော်အမတ်တွေကိုချီးကျူးလိုက်ပြီးအလိုကြီးမားတဲ့အောင်ပွဲလို့ဆိုပါတယ်။ နောက်ထပ်ဒီလိုထပ်ဖြစ်ခွင့်မပေးဘူးလို့ထရန့်ကဆိုထားပြီးဒါဟာနိုင်ငံတကာနိုင်ငံကိုအုပ်ချုပ်တဲ့နိလမ်းမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။ဥပဒေအရဖက်ဒရယ်ဝန်ထမ်းတွေဟာမနေ့ပြန်မနေ့ပိုင်းကစပြီးလုပ်ငန်းခွင်တွေကို ပြန်လည်ရောက်ရှိကြမှာဖြစ်ပေမယ့်အစိုးရဝန်ဆောင်မှုတွေနဲ့လုပ်ငန်းဆောင်တာတွေကတော့ဘလောက်မြန်မြန်ပြန်လည်စတင်နိုင်မလဲဆိုတာကတော့သေချာမသိရသေးပါဘူး။သဘောတူညီချက်အရဇန်နဝါရီလ30ရက်နေ့အထိအစိုးရရမုံငွေတွေကိုထောက်ပံ့ပေးမှာဖြစ်ပါတယ်။အစိုးရရဲ့ဆိုင်မှုကြောင့်လေရင်ခီးစဉ်2000ကျော်နှောင့်နှေးတာ ဖြတ်သိမ်းတာတွေပြုလုပ်ခဲ့ရပြီးလူလူအတွက်အစားအသောက်ထောက်ပံ့မှုအကျိုးခံစားခွင့်တွေရည်ဆိုင်ခဲ့ရကာဖရယ်ဝန်ထမ်းတွေအလုတ်ခိတရန်နာရတာတွေနဲ့လစာမရတာတွေကြုံတွေ့ခဲ့ရပါတယ်ရှင်မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှပြချမ်းသာကြပါစေဆရာနာရှင်စနေဆိုလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့ သဘာဝပြည့်ရနေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။